နစကဥက္ကဋ္ဌဗိုလ်ချုပ်မူကြီးမေအောင်လိုင်ပြောကြားခဲ့တဲ့2025ခုနှစ်ဒီဇင်ဘာလဒါမှမဟုတ်2026ခုနှစ်ဇန်နဝါရီလအတွင်းရွေးကောက်ပွဲကျင်းပနိုင်မှုရှိမရှိဆိုတဲ့အပေါ်စီးရင်းတဲ့နိုင်ငံရေးအခက်အခဲတွေကြောင့်မေကွန်းထုတ်သုံးသပ်မှုတွေရှိနေကြပါတယ်။နစကဥက္ကဋ္ဌဟာရွေးကောက်ပွဲကျင်းပမဲ့ကာလကိုထုတ်ဖော်ပြောကြားခဲ့ပြီးအစောဆုံးဆိုတဲ့စကားလုံးကိုထည့်သွင်းအသုံးပြုသွားတဲ့အတွက်နောက်အကျဆုံးကာလရှိနိုင်မလားဆိုပြီးမေကွန်းထုတ်မှုတွေရှိနေတယ်လို့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာပါဝင်လုတ်ကင်နေသူဦးခွန်းဆိုင်ကစီးရင်းတဲ့သတင်းဌာနကိုပြောပါတယ်။ သူဒီဒါဆကပုခထကပြောတဲ့စကားနဲ့ပတ်သက်ပြီးတော့မှအရင်သုံးသပ်ရမှာပေါ့ဗျာနော်ဒီနာသကဥက္ကဋ္ဌအနေနဲ့သူပြောတာကအာဒုလဘီတရားမြတ်တဲ့ရေကောက်ပွဲကို2025ခုနှစ်ဒီဇင်ဘာလသို့မဟုတ်နေ2026ခုနှစ်ဇန်နဝါရီလအစောဆုံး င်းပါတော့စီစဉ်ထားကြောင်းပြောလို့ပါတယ်ဆိုမှပြောသွားတယ်ဒီတော့အိန္ဒိယမှာအစောဆုံးဆိုတဲ့သကလုံးကိုမိမြမှုရှိပါတယ်အစောဆုံးဆိုတာဒီဘာလို့ဆိုလို့ဒါလေးပေါ့တကယ်လို့ဒီဇင်ဘာလတော့မဟုတ်ဇန်နဝါရီလမှာအစောဆုံးဆိုလို့ရှိရင် နောက်အကြဆုံးဆိုတာလည်းရှိမှာလားဆိုပြီးတော့မေးတာတွေရှိအခုနောက်အကြဆုံးဆိုတာပြောတာမကြားရဘူးမကြားရဘူးဆိုတဲ့အခါကျတော့နောက်ဆုံးရှိတီဥကဒီပုံမှန်၄၂၁ခါတာမန်အားဖြင့်ဆိုတဲ့အခါကျတော့ဒီတာမန်အားဖြင့်ဆိုတာ၆လတချင်းဆက်တူတော့ဘူးရှိမှာလားဆိုတော့မေးကြပါတယ်အာဒီ၂၀၀၈ကလည်း အခွင့်ပေးပြီးသားလို့အဲ့လိုအတိတ်ပဲကောက်ယူတာ哦နော်အဲဒီလိုမျိုးအတိတ်ပဲကောက်ယူနေတယ်ဆိုတဲ့အခါကျတော့သူကဟိုရတဲ့ပန်တူသွားခြင်းလေရတယ်ပေါ့နော်ဒုတော်လေးပဲကျွန်တော်ထင်တယ်အာဒီအကဥက္ကဋ္ဌကိုလည်းရတဲ့ပန်တူဖို့ဟိုယူရဲ့ချက်တော့ရှိပုံမရပါဘူး နဆက်ကဘက်ကရွေးကောက်ပွဲကျင်းပပေးမယ့်ကာလအတိအကျကိုထုတ်ဖော်ပြောကြားသွားတဲ့အတွက်လက်ရှိ6လသက်တမ်းကုန်ပါကရွေးကောက်ပွဲအတွက်အစုဖွဲ့အင်အားစုပုံစံတမျိုးပေါ်လာနိုင်ကြောင်းလည်းစီးရင်နဲ့နိုင်ငံရေးကိစ္စတွေကသုံးသပ်ထားကြတာပါတရုတ်နိုင်ငံသားရုပ်ဝင်ကြီးဌာနအာရှရေးရာအထူးကိုယ်စားလှယ်မစ္စတာတင့်ရှီချင်းကလည်း မြန်မာနိုင်ငံရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက်တရုတ်နိုင်ငံကပူးပေါင်းဆောင်ရွက်မယ့်အကြောင်းမက်လ၁၇ရက်နေ့ကနဆက်ကဥက္ကဋ္ဌနဲ့တွေ့ဆုံဆင်ဆွေးနွေးခဲ့ကြတာပါ။ဒါပေမဲ့ပြီးခဲ့တဲ့၂၀၂၃ခုနှစ်ကလည်းဩဂတ်လမှာရွေးကောက်ပွဲကျင်းပမယ်လို့ပြောခဲ့ပြီးအကောင့်ထံဖော်နိုင်ခဲ့တဲ့အတွက်အခုတစ်ချိန်မှာလည်းအကောင့်ထံဖော်နိုင်မှုရှိမရှိဆိုတဲ့အပေါ်တုံ့တက်မှုတွေဟာလည်းရှိနေကြတာပါ။ကဲတန်းတိုးတာနဲ့မတိုးတာနဲ့တောင်မှကျွန်တော်တို့ကတော့ဟိုတိတ်ထူးတယ်လို့မမြင်ဘူးဗျာ။ဘာဖြစ်လို့လဲဆိုတော့လေ ူတို့ကတော့ဒီတက်တန်တိုးနေတယ်ဆိုတာသူတို့ကတော့2008ကိုကင်ပြီးတော့2008ပေးထားချက်အရာတိုးရလို့သူတို့ကပြောတာလေမတည်ငြိမ်တဲ့အခါတိုးလို့ရတယ်ဆိုတဲ့ဟာကြီးဒါပေမဲ့တကယ်တကယ်ဒီနေ့အရှိတရားကိုဟိုကြည့်မယ်ဆိုရင်သိမ့်တာလဲတူပဲဗျာနော်နိုင်ငံတော်ရဲ့သမဒဆိုတာလဲတူပဲဗျာဝန်ကြီးချုပ်ဆိုတာလဲတူပဲဗျာဥက္ကဋ္ဌဆိုတာလဲတူပဲဗျာနော် ဲတက်တန်းတို့တယ်ဆိုတာလဲဥကနေဘုသူမူကြီးကိုနေပြီးတော့တက်တန်းတို့ခိုင်းလိုက်တယ်ဆိုရဲဟာမျိုးပေါ့ဗျာတူသေးကနေဒီအဲ့လိုမျိုးလုံနေတဲ့ဟာကိုရှင်းရှင်းလင်းလင်းမြင်ထားတယ်ဆိုရင်ဒီဟာကျွန်တော်တို့တွေကတော့ဘယ်သမားရင်မခုံလောက်တော့ပါဘူးဒါပြင်နဆက်ကဥက္ကဋ္ဌဟာပါတီစုံဒီမိုကရေစီရေကောက်ပွဲကိုအခိုင်အမာလှုပ်ဆောင်မှာဖြစ်ပြီးကနကောစမလုပ်ဘဲပူပေါင်းဆောင်ရွက်မှုသာလိုကြောင်းပါတီစုံဒီမိုကရေစီရေကောက်ပွဲပြုလုပ်မယ်ဆိုပါကမြန်မာနိုင်ငံအနေနဲ့မုတ်ချအောင်မြင်မှာဖြစ်ကြောင်း မက်ရှလာ၉ရက်ကရုရှားနဲ့ဘယ်လာရုစ်နိုင်ငံကိုတရားဝင်စစ်ကြည်ရေးခေးစဉ်ကနေမြန်မာနိုင်ငံကိုပြန်လာစင်မှာပြောကြားခဲ့တာပါ။လက်ရှိမှာတော့မြန်မာနိုင်ငံတဝမ်းဖြစ်ပွားနေတဲ့လက်နက်ကိုင်ပဋိပက္ခတွေကြောင့်နဆကအနေနဲ့မြို့နယ်ပေါင်း၉၀ကျော်အပါအဝင်စစ်စခန်းပေါင်းရာချီတို့ကိုလက်လွတ်ထားရတဲ့လို့စစ်ဌာနချုပ်တချို့တို့ကိုလည်းလက်လွတ်ထားရတဲ့အနေအထားဖြစ်တာပါ။ဒီလိုအခြေအနေတွေကြောင့်မှရွေးကောက်ပွဲကိုဘယ်လိုပုံစံနဲ့ကျင်းပသွားမယ်ဆိုတာကိုလည်းအလုံးကမေးခွန်းထုတ်လျက်ရှိနေကြပါတယ်။